မြန်မာနှောင်းချန်နယ်ကိုအစဉ်တစိုက်အားပေးနှာစင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလံကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနှာစင်ရမယ့်ဇလံလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥတာဒီပါရေးသားထားတဲ့မျက်စံထုံးဤငယ်ဘွားရညောကဝေမဲလာနဲ့ရုပ်ပြောင်းကဝေကိုမန်းဝင်ဇလံလေးကိုပရိသတ်ကြီးကနှာစင်ရမှာဖြစ်ပါတယ်။ပေကုန်းရွာအနောက်ဘက်စီထွက်ပြီး ရှိုးမြောင်ကလေးတစ်ခုအတွင်းထဲကိုဆင်းမယ်ဆိုရင်တော့တင်းကြိုင်ဟောင်းတစ်ခုကိုတွေ့မြင်ရပါတယ်။တကရေ1200ခန်းကစလို့1298ခုနှစ်အထိအဲ့ဒီနေရာကိုပဲအသုံးပြုလာတာကြောင့်အတော်ကလေးကိုဟောင်းနှက်နေတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ခါကရဲရဲနေရာကိုပွင့်ခဲ့တဲ့လက်ပံပင်အိုကြီးရလဲအခုအခါမှာတော့တင်းကြိုင်ရဲ့အလဲမှာမကောင်းဆိုးဝါးတကောင်ထိုင်နေသလိုငုတ်တူသာကြံ့နေတော့တယ်။လက်ပံအပင်ကြီးရဲ့အောက်မှာရှိတဲ့မြေပေါ်ဟောင်းတစ်ခုဟာ လက်ပံပင်ကြီးရဲ့အရေးကိုမရနိုင်တော့ဘူး။ခေါင်းရင်းရှိခက်ဆောဆောင်တစ်သားပြမှတ်တိုင်ပေါ်မှာတော့ဒေါခင်မြန်အသက်44နှစ်ဆိုတဲ့စာလုံးခက်ရေးရေးကိုမြင်နေရသေးတယ်။အဲ့ဒီမှတ်တိုင်ပေါ်စီလူနှစ်ယောက်ရဲ့အရေးတွေကကလန့်ပြထိုးကြလာတယ်။မှတ်တိုင်နဲ့နီးလာတဲ့အရေးကတောက်တေးတတ်မှတော့အရွယ်ကလူငယ်တဦးရဲ့အရေးကျန်တဲ့အရေးကတော့ကိုင်းညွန့်တော့ကိုထဲရှိပြီးတစ်ဖက်မှာလည်းတောင်ဝဲကိုထောက်ထားတဲ့အရေးဒီမျိုးပေါ်က ငါတူကြီးရဲ့အမေဦးကြီးနှမခင်မရဲ့မြေပုံပေါ့ကွယ်အဖိုးကြီးရဲ့စကားကိုကြားပင်မဲ့လူငယ်ဟာဘလုံးမှမတုံ့ပြန်သေးဘူးအဖိုးကြီးလည်းဆက်ပြီးဆုတယ်ငါတူကြီးဟာဒီရွာထွက်သွားတာဆယ်နှစ်ကျော်ပြီဆိုတော့မြေပုံနေရာကိုမှတ်မိလိုက်မယ်မထင်ဘူးကျုပ်ကောင်းကောင်းမှတ်မိပါတယ်ဦးကြီးဒီနေရာအထိခေါ်လာရတာဦးကြီးကိုနှုတ်ဆက်ဖို့ပါ တည်ငြိမ်သောလေတံနဲ့မျက်လွာချထားတဲ့လူငယ်ရဲ့မျက်နှာကိုအဖိုးကြီးကတစ်ချက်မောကြည့်လိုက်တယ်။လေကောက်ပေါ်စီပြဲကျနေတဲ့ဆက်နွယ်ရှိတွေနဲ့အနက်ရောင်ခြုံထက်အထက်ရှိခန့်ခန့်သောမင်းရိုးတွေကဒေါခင်မြတ်ရဲ့တာပီတတယ်လို့တွေးပြီးအဖိုးကြီးလည်းအတန်းကြာငေးကြည့်နေမိတယ်။အဲ့ဒီလူငယ်ဟာလွန်ခဲ့တဲ့15နှစ်ခန့်ကအဖမရှိအမိမဲ့လူမမဲ့ကလေးငယ်တူဦးဖြစ်ခဲ့တဲ့မျက်စံတော် ဦးကြီးအနေနဲ့မတားချင်မိမဲ့ငါ့တို့ဒုက္ခရောက်မှာမလို့လားကွယ်တတဝါတစ်ခုကံတစ်ခုရှိပါစေတော့လားကျုပ်ရဲ့အမေဦးကြီးရဲ့နှမောက်အသက်ဆုံးရှုံးရတဲ့ကံတစ်ခုတော့ဘယ်နည်းနဲ့မှခွင့်မလွတ်နိုင်ဘူးတွေ့အောင်ရှာမယ်ရအောင်လက်စားချေရမယ်ချက်ချင်းပဲမျက်စက်ထိုးရဲ့မျက်တောင်တို့ရဲရဲနီးနေပြီးအံကိုကြိတ်လိုက်တဲ့အခါကားတော်မေယိုးတွေကတင်းမာလာတယ်ဖြောင့်စင်းသောနှာရံနဲ့ ရာဘက်မျက်လုံးတွေကြားကနေမျက်ရည်ကြောင်စီးလာတယ်။မျက်နှာတစ်ချက်ကိုလက်ဖွားနဲ့အုပ်လိုက်တဲ့အခိုင်တက်လေးလေယူတစ်ချက်တိုက်ခတ်လာတာကြောင့်ချုပ်ထဲနဲ့ဆက်နွယ်ရှိတို့ကလေထဲမှာတက်လွန့်လွန့်နဲ့ခောက်ထားတဲ့အင်ကြီးလက်ကိုဖြတ်ရင်ရှမ်းပေါင်းပြီးအနက်ရဲ့ခါးစည်းကျိုးကိုတင်းလိုက်တယ်။အဲဒီနောက်တင်းကြိုင်းရဲ့အနောက်ဘက်တဲ့တဲ့စီကိုတွေ့ရွေ့ထွက်ခွာသွားလေတယ်။မြေပေါ်ဘေးမှာကြံ့နေခဲ့တဲ့အဖိုးကြီးလည်းမျက်ဆက်ထုံးရဲ့ကြောပြင်ကိုငင်းရင် လွန်ခဲ့သော15နှစ်အလွန်ကာလစီတရရင်နဲ့ပြန်လည်မြင်အောင်လာခဲ့ပါတော့တယ်။နှစ်ပေါက်မောင်းငယ်ကလေးကိုနှစ်ချက်တီးလိုက်ပြီးစီအတွေ့နဲ့ရဒေါခင်မြိုင်းဆိုတဲ့အသက်40ကျော်မိန်းမကြီးဟာတော်ကြီးမွေဟောင်းနှစ်ကောင်ကိုတစ်ဖက်တစ်ကောင်စီကင်ရင်လက်ဝဲမှာလည်းတော်ကြီးမွေတစ်ကောင်ကိုပေါ်ဝါတပွဲပတ်ထားလိမ့်တယ်။မပွေးမွေဟောင်းလက်ကောက်ဝင့်မယ်တဲ့ဟဲ့ဒေါခင်မြိုင်းကြီးကမွေစည်းရောက်ရင်မကြည့်ချင်သူမရှိကလေးလူကြီးအရွယ်၃မှမရွေး စီဝိုင်ပက်ပက်လည်းမငေးမောကြည့်ကြမယ်။စီထိတ်မှာအမင်းရင်ရင်ရုပ်ထုကြီးရှိပြီးပွဲတပွဲလည်းထိုးထားသေးတယ်။အမိုးတိုင်တွေထိုးဆိုင်ထားတဲ့ငပြော့ဖီးရဲ့အလဲမှာတော့ကြက်မီးရှိရှိနဲ့အုံဒီတစ်လုံးရှိတယ်။အဲ့ဒီအုံဒီပေါ်မှာပါတီစီသေးဆိုတဲ့အခေယာလေးလုံးကိုမိသွေးနဲ့လက်ရရဲချထားတဲ့အင်းတစ်ခွက်ရှိတယ်။ဒေါခင်မြရောင်းတဲ့ဆေးရောင်ဝင်မကိုက်တော့စီမဟုတ်။မွေကိုက်ခံရပါက အစိမ့်မတက်စေတဲ့ဆေး။တနည်းအားဖြင့်မွေစိတ်ဖြစ်စီဖြစ်ပါတယ်။ စီဝါရဲ့အပြင်မှာငွေထဲတဲ့ပချုပ်အခုံကလေးတွေကိုပါဖြစ်သူမျက်စံထုံးနဲ့ဦးကြီးတင်မြိုင်တို့ကပိုက်ထားတယ်။ဒေါက်ခေမြိုင်ကြီးအခုရောက်နေတဲ့ပေပင်ကုန်းရွာကအခုလိုပွဲမျိုးကိုတခါမှမကြည့်ဘူးတာကတကြောင်။လက်တော့ထဲမှာဖြတ်တန်းသွားလာရတဲ့တောင်သူလက်သမားတို့ရဲ့ဘဝငွေကိုကြောက်ရလို့စီစွမ်းကောင်းကိုအလိုရှိတာကတကြောင်နဲ့အဲ့ဒီလိုအစိပ်ပြေငွေကြီးတွေကိုကင်တွယ်ပြီးလက်တွေပြသနေတဲ့ဒေါက်ခေမြိုင်ကိုဝိုင်းပြီးအားပေးကြတယ်။ ဒေါခင်မြိုင်ရဲ့ပွဲနဲ့မနီမိုးဝေးမှာရှိတဲ့တောဆက်မှာတော့လက်ကင်ဒေါက်တာချောင်းနဲ့လူလက်ပိုင်းအရွယ်ပုဂ္ဂိုလ်တယောက်ကတစုံတစ်ခုကိုကျက်စီနေတယ်။အဲဒီလူကဒီရွာပတ်ဝန်းကျင်မှာဒေါခင်မြိုင်လိုပဲစိတ်ကူးတယ်လို့ပြောကြတယ်။သူကသူ့ရဲ့ပိုင်နဲ့နေမျိုးကြော်ပြီးဆေးလာရောက်တဲ့ဒေါခင်မြိုင်ကိုအဆုံးစင်ရင်ဖို့ကျင့်စီထားလိုက်တယ်။ဒါပေမဲ့ဒေါခင်မြိုင်ကရင်ရင်ကြော်ကြီးရဲ့လက်အောက်ငယ်သားတူဦးဖြစ်တဲ့ကဝေမြောက်ဆုံးမကြီးတူဦးဖြစ်တဲ့အပြင် တင်ညာဆက်ကလည်းမသေးလာတဲ့အတွက်ပရိရဲ့သုံးပြီးအနာယူဖို့ဆုံးဖြတ်ထားလိမ့်တယ်။သူ့ရဲ့အစင်ရဆုံးသည့်အဆင့်သာရှိပြီးဒေါခင်မြရဲ့ပညာဘူးကိုရိုက်ကဝေအဆင့်ကိုတက်ဖို့လွဲကူတယ်။ဒေါခင်မြကလည်းစေစွမ်းကိုတောင်မက သူ့ရဲ့အတတ်ပညာဖြစ်တဲ့ငွေတွေကိုခေါ်ခြင်းနဲ့အနည်းအပငွေတွေကိုဝေးရစီနှင်ခြင်းအတတ်တွေကိုပါပြသလိမ့်ရှိတယ်။အခုတစ်ခါမှာတော့ဒီရွာရဲ့အနည်းဝေးကျင်မှာရှိတဲ့ငွေစိုးတွေကိုခေါ်ယူမှဖြစ်တဲ့အတွက် ရွာသားများတဦးတယောက်မှစီးတဲ့ကိုဝင်မလာဖို့ဒတိပေးထားကြပါတယ်။အမျိုးသမီးတဦးဖြစ်ပေမဲ့လည်းလွှမ်းမိုးနိုင်သောအသက်ဩဇာနဲ့ပြောလိုက်ပြီးအမေရေရုတ်ထုကြီးကိုပွဲနဲ့ဆန့်ကျင်ဘက်စီးအပြင်းမျက်စီမျက်နှာလှည့်လိုက်ပြီးကောင်းငင်မော်စီလက်ကိုဆန့်ထုတ်လိုက်တယ်။နှုတ်ကနေလဲအောင်ပါတိစီတီတင်ငကပါဆိုတဲ့ဂါတာကိုအသက်အောင်ပြီးရွတ်ဖတ်လိုက်တယ်။အဲ့ဒီအခိုက်တန့်လေးဟာ တောဆက်ချုံအကွဲရပုံးကွယ်ရည်ကြည်နေတဲ့ဆုံထီအဖို့အခွင့်ငောင်းဖြစ်သွားတယ်။ဝါဒီရောအတွေ့အသင့်ထက်လာတဲ့တိုက်မွေကိုထုတ်ပြီးဒေါခင်မြိုင်စီဥတီလိုလှုပ်လိုက်တယ်။အဲ့ဒီတိုက်မွေကဒေါခင်မြိုင်ရှိရာစီတွန့်လင်တွန့်လင်နဲ့လာခဲ့တယ်။ဒါပေမဲ့အုံမွဲဘွားကအေးအဆန်းကြောင့်တိုက်မွေဟာစီးတဲ့ကိုမဝင်နိုင်။စီးအပြင်ဝါတရက်အကွာနဲ့ပပင်းကိုထောင်းတယ်တဖူးဖူးမှုတ်တယ်။အဆွဲကိုလည်းထုတ်ထားတယ်။ဒေါခင်မြိုင်လည်းစီးတဲ့စီခေါ်များတဲ့အခါ အဲ့ဒီငွေစုကိုဖမ်းဖို့စီးအပြင်းစီထွက်တယ်။ရွာသူရွာသားတွေနဲ့ဦးတင်မြိုင်တို့ဒေါခင်မြိုင်နဲ့ငွေအပေါ်အာယုံရောက်နေတဲ့အချိန်တောဆက်ကနေမထေမရှာထွက်လာတဲ့စုံတရားစီးအပြင်းကနေပွဲအုံးသီးပေါ်မှာလက်ရရေးချထားတဲ့ပါတီစိတ်သေးဆိုတဲ့အင်းဆန်ကိုလက်ဝဲရဲ့ပြောင်းမြန်ချထားလိုက်တယ်။အဲ့ဒီလောက်ရောက်ကိုမျက်စံတော့တူးရဲတာသတိထားမိပေမဲ့အရွယ်အဖြစ်ငံလုံးတဲ့အတွက်မသိသေးဘူး။ဒေါခင်မြိုင်ကငွေကြီးကိုရဲရဲတိတိမဲ့ကောက်ကန်လိုက်တယ်။ တပ်မွေရလဲဒေါခင်မြရဲ့လက်ထဲမှာကျိုးတချောင်းတပ်ဖွဲ့ညိမ့်မိလိုက်လာတယ်။စီးအပြင်းမှာညိမ့်မိလိုက်လာတဲ့တပ်မွေကဒေါခင်မြစီးတဲ့ရောက်တော့မှဒေါသတကြီးနဲ့လက်ခုံကိုကိုက်ပေါက်လိုက်တော့တယ်။အယုတ်ကျုပ်ပြဲလဲကျသွားတဲ့ဒေါခင်မြကိုရွာသားတွေကဝိုင်းထူကြတယ်။ဥတည်မြလဲမျက်စိမျက်နှာမကောင်း။ဒါပေမဲ့မျက်စံထွန်းဟာမိခင်ဖြစ်သူကိုကိုက်တဲ့ဝင်နောက်ကိုပြေးလိုက်တယ်။တော်ဆက်တနေရာမှာအဲ့ဒီမွေကိုကောက်ယူလိုက်တဲ့လူကိုသူတေချာမှတ်မိလိုက်တယ်။ဒေါခင်မြကြီးကတော့ အဲ့ဒီနေရာမှာပဲဘောကဆုံးသွားလိမ့်ပြီရှေးသူဟောင်းတို့ဒလိအရက်မှာဆုံးတဲ့ဧည့်သည်ကိုအရက်မှာသာတချူချင်းပြုတ်ကြတယ်ဒေါခင်မြတ်ကြီးမြေချမဲ့နေ့မှာရောနေရဒေါခင်မြတ်ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ဆရာခိုင်ဆိုသူရောက်လာခဲ့တယ်ရက်လယ်တဲ့အထိကူညီပေးခဲ့ပြီးနောက်ဆရာခိုင်ပြန်မဲ့နေ့မှာဦးတည်မြိုင်နဲ့နှုတ်ဆက်စကားပြောကြရင်ကလေးအတွက်စိတ်မကောင်းကြောင်းကိုဆရာခိုင်ကစကားဆူလိတယ်ဆရာခိုင်လည်းမျက်စံထုံးကိုချက်တယ် မျက်စံထုံးခေါ်ပြီးနှုတ်ဆက်စကားပြောတဲ့အခါဒေါခင်မြိုင်ရဲ့အကြောင်းကိုပြောမိကြပြန်တယ်။မျက်စံထုံးဟာဆရာခိုင်ကိုသူ့မိခင်တည်ဆုံရောက်ပုံကိုပြောပြလိုက်တော့မှကြိုက်သွားတဲ့မွေးကိုတခြားသူတူဦးကောက်သွားတယ်လို့ကြားတာကြောင့်ဆရာခိုင်မျက်နှာပြတ်သွားတယ်။မျက်စံထုံးကိုတွားရောက်စော့ကစားစီပြီးမွေးကိုတယောက်ယောက်ကောက်ယူသွားတယ်ဆိုတာခမည်းမမြင်ဘူးလားမောက်တက်မြိုင်ကျုပ်ပြေခင်မြောက်ကိုပြေးပွေထူတာနဲ့မမြင်မိပါဘူးဘာကြောင့်များလဲဆရာကြီး မင်းနမအသက်ခံရတာကွာ။ကြိုက်သွားတဲ့မွေရတိုက်မွေတက်တဲ့သူကလည်းပြင်ညာတဲ့ပဲ။မင်းနမဆုံးတက်တာမင်းလည်းအသိလေ။ပြင်ညာဆက်ကိုနှုတ်ယူခြင်းလို့လောက်တာကွာ။အခုဆိုခင်မြပြင်ညာဆက်တွေ့ရမွေဆွေကနေတစင်သူရပြီ။ကဝေဖြစ်အောင်ကြည်ကြံနေလောက်ပြီ။ဒီပြင်ညာရက်တွေနဲ့မနေဖို့ကြုတ်အတန်တန်တားပါတယ်ဆရာကြီးရဲ့။မျိုးရိုးစင်ဆက်ပြင်ညာဘူးကသူ့ချမှာပါလာတဲ့လေ။ အခုဆိုရင်မျက်စက်ထုံးကုန်တာအရွယ်ရောက်လာရင်စိုးရတယ်။သူ့မှာလည်းပညာဆက်တွေရှိနေမှာဗျ။ဘာကြီးကကျုပ်ဘာကြီးနဲ့ရောအောင်လိုက်မယ်။ကျုပ်မျိုးတတ်တဲ့ပညာသဲဆိုတဲ့ကောင်ကိုကျုပ်လက်စားချစ်ချင်တယ်။ဘာကြီးခိုင်ကျုပ်ကိုဒီပညာတွေသိမ့်ပေးပါ။မျက်စက်ထုံးကဆော့ကစားနေခြင်းမဟုတ်ပဲမိဖို့ကန်းတဲ့ကနေနားထောင်နေတာ။အเจ้าဆောင်ကိုလည်းကြားသိသွားတဲ့အတွက်ဆရာခိုင်းတဲ့ဥတည်မြအခက်တွေ့လို့ပဲ။ အထက်ကြောင်စဉ်းစားပြီးတဲ့နောက်မှာတော့ဆရာခိုင်ကဒီတတိပဲရှိတယ်တင့်မြိုင်မင်းစိတ်ချပါငါဆောင်းလျှောက်နိုင်ပါတယ်မျက်စက်ထုံးအောင်လောကီအတက်ပညာတွေနဲ့အဝေးဆုံးမှာထားချိန်ပေမဲ့အရွယ်ရောက်ရင်သူ့မိခင်လိုပညာထောက်ယူခံရမှာစိုးရင်တာကြောင့်ဆရာခိုင်ရဲ့မော့ပညာနဲ့ဝမ်းတွင်ဆက်တွေကိုဖျက်ဖို့ရောစီထည့်ပေးလိုက်ရတယ်ရွာအပြေတနေရာမှာတော့မျက်စက်ထုံးပြားပါကြီးခိုင် မင်းဦးကြီးတင်ပြမသိစေနဲ့မင်းကိုအရွယ်ရောက်တဲ့အခါလောကီပညာမှော့ပညာတွေတဖက်ကန်းခတ်တက်မြောက်စေရမယ်လို့ငါဂရိပီးတယ်မင်းမျိုးတတ်တဲ့သူကလက်စားချေအမယ်ကွာဟုတ်ကဲ့ပါဘာကြီးခိုင်ဘာကြီးခိုင်နဲ့မျက်စက်ထုံးတို့ဦးကြီးတင်ပြကိုနှုတ်ဆက်ပြီးတော့ခရီးဆက်လာခဲ့ကြတာတပတ်လောက်ရှိပြီရိုးမပေါ်ကစင်မီတရွာပြီးတရွာသွားရင်အတော်ကလေးခီးပေါက်လာခဲ့ကြပြီစူးပုတ်ကုန်းမင်းကန်ရွာတဲ့ ပေါ်စားဆိုတဲ့နေတွေကိုဖျက်ပြီးတဲ့အခါမြေကမ်းမနောမယံဆိုတဲ့ရွာကိုရောက်လာခဲ့ကြတယ်။နောမယံစိတ်ကန်းကနေတပန်သမားကိုငွေတမတ်ပေးပြီးတက်တဲ့ကျုံးပေါ်ကိုတက်ခဲ့ကြတယ်။ကျုံးဆက်တောင်မြင်ပေါ်ရောက်တဲ့ဆိုရင်ပဲတပန်သမားလည်းတစ်ဖက်လှည့်ပြန်သွားခဲ့ပြီ။မျက်စက်ထုံးနဲ့ဗာကြီးခိုင်တို့ကတောင်မြင်မှာခဏထိုင်ရင်းလေနဲ့လိုက်ပိုးတဲ့သူကိုပေးလိုက်တဲ့ငွေတမတ်ဘယ်ရရလဲပါကြီးမျက်စက်တော့အိတ်လုံပြီးတော့ဘာကြီးခိုင်ကစေပြင်းလက်ကိုကိုက်ရင်ပြုံးလိုက်တယ် ပါဇက်ကဆေးလုတ်ကို ချုပ်ပြီးပြချွေးနေ။အနီးနာတွေ့ရအရွက်တရက်လောက်ခုပြီးလဝါတဲ့ထက်သုံးချက်လောက်ရိုက်လိုက်ရငွေဖြစ်ပါတယ်ငထွန့်ရ။အဲ့ဒါလောက်လွယ်သလား။လွယ်လွယ်တော့ဘေးရမလဲကွ။ဒါငွေဖို့ငွေမအစီအောင်မရတာ။ဟိုတပန်သမားတစ်ဖက်ကမ်းရောက်တော့သူ့အိတ်ထဲကတံမြာရွက်တွေကိုအထူးဆက်လုံနေမှာဟိ။ကဲနောက်မှရှင်းပြမယ်။လောလောဆယ်ရော့ရေတောက်။ကြုံရေးမစအောင်။ ။စားလဲတော့ကွာ။အပြန်ခီးနေလာတာတပတ်ကျော်ပြီ။မင်းရောငါရောဘာမှမစားပဲနေနိုင်အောင်ဒီရေကကုညီပေးနေတာ။ကျေးဇူးမကန့်နဲ့တော့။မျက်စက်ထောလဲဘူးသီးချောက်တရားရီကိုတငုံလောက်မြူချလိုက်ပြီးအဆုတ်ကလေးကိုဆုလိုက်တယ်။သူလဲအခုမှတရိပ်ထားမိတယ်။တလန်လုံးဒီရိုတောက်လာတာ။ရေလဲထက်မဖြစ်ဘူး။ကုန်လဲမကုန်။ပြီးတော့ဖိုက်လည်းမစအောင်နှုတ်ဦးသားခဏနားပြီးတော့တောင်ဆက်ကနေကျိုးလေเจ้าကိုညအိတ်ခီးတထောက်နာဖို့ တော်ရံကလေးကိုစောင့်ဝင်လိုက်တဲ့ဆွေမဲဟိတ်ရက်လိုက်စာညနေတဆောင်မှောင်ရီပြိုးချိန်လေထဲမှာဖြူဖြူအရာကြီးကသူ့တို့နှစ်ယောက်ကိုတားလိုက်တယ်မျက်စံတော့တေချာကြည့်လိုက်တော့လူပုံစံတော့ပေါက်တာဒါပေမဲ့မျက်နှာလင်းလုံးလုံးမမြင်ရအောင်ဖြစ်နေတယ်ဘာကြီးခံကတော့ဒီနယ်တွေကိုသွားဘူးလာဘူးတော့သိမှထင်နေကျိုးဆောင်နေပြီကြီးကိုရောကိုယ်တိုင်ကြွလာတာအဘယ်အကြောင်းကိစ္စကြောင့်လဲငခိုင် မင်းဟာအွန်လိုင်းမော်ပညာတွေတက်ပေမဲ့မင်းမှာပညာဘူးမရှိဘူးလူတွေရောကိုညီပြီးမှော်တက်တက်ကြင်ကြယ်သူမို့ငါသွားလာခေပြုတ်ထားတာမိဘရကလေးရဲ့ဝမ်းထဲမှာစောင်းနေတဲ့ပညာဘူးတွေ့တယ်ဒီကျိုးမော်ကဖြတ်သွားခွင့်မပြုတ်နိုင်ဘူးအဲ့လိုပြောပြီးတာနဲ့ကျိုးစောင်းနဲ့ကြီးကပြန်ပြောက်သွားပေမဲ့ဗာကြီးခိုင်ကအခက်တွေ့ပြီသူခေါ်လာတဲ့မျက်စံထောင်းဟာပညာဆက်ရှိတယ်ဆိုတာကိုသိပေမဲ့သူ့အမေမသိခဲ့ဘူးထည့်ထားပြီဆိုတာကိုတော့သတိမထားမိဘူး လမ်းခီးမှာဘိုက်အောင်လို့ခဏခဏနားနေရတာနဲ့ထင်တော့ထင်တာဘယ်နဲ့လုံးကြမလဲပါကြီးကြောက်ဝင်မရဘူးတဲ့ဒီလိုလောက်ကွာဒီညရွာတွေကကျုံးလေကြောင်းမှာတညအိပ်ရမှာဆိုတော့မဝင်လို့လည်းမဖြစ်ဘူးတနည်းတော့ရှိတယ်မင်းပြညာဘူးကိုထောက်ပြရမယ်ကြောက်ပိုက်တော့အပေါက်မခံနိုင်ဘူးမရဘူးကွာဖောက်ကိုဖောက်ရမယ်ဘာမှနားမလဲတဲ့ပညာတဲ့ပေါက်စလေးမျက်စံထုံးကိုကြည့်ပြီး ဘာကြီးခိုင်ကအာရပါရရည်နေလိုက်သေးတယ်။ငါကနောက်တာပါကွာ။ဟိုဘက်ကမှတမာကုန်းဆိုတဲ့ရွာရှိတယ်။အဲ့ဒီမှာငါမိတ်ဆွေဒေါ်လှဆိုတဲ့အယုတ်ဆူဆူကဝေအဖွားကြီးရှိတယ်ကွာ။ယုတ်ဆူဆူအဖွားကြီးကဒေါ်လှတဲ့လား။ငငယ်ကတော့လှတယ်ကွာ။လူယူပြီးမှယုတ်ဆူသွားတာ။ဘာကြီးခိုင်ကတော့အမဲကိုရီမောနေတာပဲ။ပြီးတော့မျက်စံထုံးကိုထက်ရှင်းပြတယ်။အဲ့ဒီအဖွားကြီးကမိရဲ့ပညာဘူးကိုထုတ်ပေးနိုင်တယ်။ ဘိုက်တော့မဖောက်ဘူးကရှိတဲ့အပေါက်ကနှက်ထုတ်တာလို့တော့ပြောတယ်မျက်စက်ထုံးရဲ့မျက်နှာကြီးမဲ့သွားလေဘာကြီးခိုင်ကဥတက်လေးနဲ့နှစ်ယောက်သားမူးမချို့ကေတပန်သမားရှာရပြန်တယ်တမကုန်းရွာကိုရောက်တော့လာတော်ထွက်နေပြီရွာတွေကိုဝင်သွားကြပြီတဲအိမ်အိုတလုံးအရှိကိုရောက်တော့လာလာရေဟေးလာလာဘယ်တင်လာလဲဟဲ့ငါ့ကိုမယုံမသိနဲ့တိတ်ကြီးစိုးနဲ့တင်သွားကြင်သလားအသက်ခွဲအက်အက်ကြီးတဲတွေကနေထွက်လာပြီးတော့ အဖွာလာအိမ်ထဲကနေကြောင်နဲ့ကြီးတကောင်လှုပ်ပေးလိုက်တယ်။ကဲ့မဲ့တကယ်ကဲနဲ့ပြေးလာတဲ့ကြောင်နဲ့ကြီးကဘာကြီးခိုင်ကိုမြင်တော့မှ အမိလေးတလုံးလုံးနဲ့ခြေတလုံးကိုပတ်ပွတ်နေတော့တယ်။ငါပေးထားတဲ့ကြောင်တော့ဒီအရွယ်ရောက်နေပြီ။ဘယ်သူများလဲမှတ်တယ်။ဟဲ့ငါခိုင်လာခဲ့အိမ်ထဲကိုဘာကြီးခိုင်နဲ့မျက်စံတွန်းတို့တဲအိမ်ကလေးတွေကိုဝင်လိုက်တဲ့ဆိုရင်ပဲခါကုန်းကုန်းနဲ့အဖွာလာမိဘခန္ဓာရထန့်လက်တွေကိုဇဝဲလေးပေါ်ကိုပုံနေတယ်။ က်ဆန်တော့လဲတခဲကောက်လိုက်哦။ဘာကြီးခံကလက်ကိုပုတ်လိုက်တော့မြေကြီးပေါ်ကျသွားတဲ့ထက်လျက်ကကြောက်ခဲလေးဖြစ်နေတယ်။နောက်မနေနဲ့မိလာငါလာတာအရေးကြီးတယ်။ဘာတော့ဒီပညာတဲ့ပေါ့ဆကလေးကိုငါစီအပ်မလို့လား။လူမမွေးဘူးဟိတ်။နေကြောင်နဲ့တည်းစိတ်ကုန်လုံးလို့ဘေးကခွေးတကောင်နီးနီးကြောင်ကြီးကငါးယိုးကြီးကတ်လို့မဟုတ်ဘူးဟာဒီကောက်မှာပညာဘူးပါနေတော့တက်တဲ့ကျုံကကျုံဆောင်ကလက်မခံဘူးဖြစ်နေတယ် ငါလည်းဒီကောက်ကိုရောနယ်အထိခေါ်သွားမှာဆိုတော့ဒီပညာဘူးကိုထောက်ပြမရမယ်။အဲ့ဒါနေထောက်ပေးလို့ရမလား။ထောက်မပေးနိုင်ပါဘူး။ဟာဒီဟာမှကြီးရတော့ငငယ်ကအတိုင်းပဲအချို့ဥမပြောင်း။ကဲပြောဘာနဲ့လဲရအောင်ပါလဲ။အသက်60လောက်ဆိုပေမဲ့ခါကုန်းနေပြီးသွားတစ်ချောင်းမှမရှိတဲ့ပါဇက်ကိုဖျက်ပြီးပြုံပြုံကြီးလုပ်နေတယ်။နေလွယ်အိတ်ကြီးထဲမှာပါတဲ့ရေဘူးပေးရင်ရမယ်။ဒါတော့မဖြစ်ဘူးပါကြီး။ကျောက်တော့လမ်းမှာဘာစားမလဲ။ ပေးမယ်မိလိုက်ရင်ပေးမယ်ဟာဒီကောက်ကတော့ဘူးမြန်ချပေးလွဲတော့မလွဲဘူးငါခိုင်ငါကကဝေအထက်လန်းစရာမဟုတ်ဘူးငါကကဝေဆက်လောင်းနဲ့အရှိမကြနိုင်ဘူးနေရဆက်ပြတ်မော့ကားထားလို့လေလာတင်းညာတော့မယ်အဖွာလာတင်းညာမသွားခင်မိဖို့တရနေတခုခုယူနေတယ်အဲ့ဒီညမှာပဲအဖွာလာကိုရှေ့ရထားပြီးတမန်ကုန်းတင်းညာကို၃ယောက်သားရောက်ချသွားပါလိရောဟိုရောက်တော့ တော်တဲ့ညောင်မှုမြေပုံတွေသာတွေ့ရတယ်အဖွာလာမြေပုံပေါ်မှာပါလာတဲ့ငပြောဖက်လေးကိုဖြတ်လိုက်တယ်ဖက်ပေါ်မှာထမင်းဖြူတစ်ပုံနဲ့အသားစိတ်တစ်ဒုံးကိုလည်းတွေ့ရတယ်ဗရောင်းနယ်တေယိုကဝေမျိုးတို့ရဲ့အချုပ်သခင်အမေရှင်ကြွတော်မူပါအသင်နမမမန်လာကဖိတ်ကတားလိုက်တယ်လက်ပြလာချွေယူတုံးဆောင်တော်မူပါအမေရှင်အဖွာလာလက်အုပ်ချီပြီးအဲ့ဒီလိုပင်လိုက်တော့ဖက်ပေါ်ကထမင်းတွေပြက်ကနေကုန်သွားတယ် ွေးစိဆက်ဆက်နဲ့အမဲသားရုံကြီးကလည်းပျောက်သွားပါလိမ့်ဩ။အဲ့နောက်အဖွာလာလဝါကလေးဖြတ်နာတယ်။နောက်တော့လက်ထဲမှာဆေးတောင်ကလေးတစ်မျိုးယောက်လာပြီးတော့ကဲငခိုင်ဒီကဝေးဆက်ဖြတ်ဆေးကိုဒီနေမှာတော့အမေရှင်တယောက်ပဲပိုင်နေ။နေရဲ့ဆက်ဖြတ်မော့ကားထားနဲ့အုပ်ပြီးကလေးကိုတွေးတိုက်လိုက်။ပါကြီးကလည်းအဖွာလာပြီးတဲ့ဆေးတောင်လေးကိုလက်မှာဆုပ်ပြီးနှစ်ဖူးပေါ်တင်လိုက်တယ်။အဲ့ဒီနောက်အုံဝတက်ကရောရခေါတီဝဆိုတဲ့ကာရာနဲ့ခဏခါအုပ်လိုက်တယ်။ ပြီးတော့လဝါမှာဘူးသီးချောက်ထဲကရေလေးထည့်ပြီးတွေးလိုက်တော့အနက်ရောင်အရေပြစ်ပြစ်တွေထွက်လာပြီးမျက်စံထိုးရဲ့ဗစက်ထဲဘာကြီးခိုင်ကိုရာလောင်းထည့်ပြေးလိုက်တော့တာပေါ့မျက်စံထိုးရဲ့ခေါင်းထဲမှာမူးဝေလာပြီးဘိုက်ကလည်းပေါက်ထွက်တော့မလို့နားလာတယ်ခဏနေတော့တင်းကြမြေမှာတည်လဲကြသွားခဲ့တယ်ဟဲ့မိလာဘူးကြတာဒီလိုမဟုတ်ဘူးဟဲ့ဟာတော်ပြီငါခိုင်ရင်တောက်ချိုးနေပြီဘာလဲဟာငါအမေရှင်ကိုစိတ်မတောင်းလိုက်တာ အဲ့ဒါစောင်းနေတဲ့ဘူးကိုတဲ့ပေးလိုက်တဲ့ဆေးဟာအဖွာလာနှစ်ဖူးကိုလက်နဲ့အုပ်ပြီးမျက်နှာကြည့်မဲ့သွားတယ်။အဘခံလဲအဖွာလာကိုထပ်မကန်တာကန်ကောင်း။ပြပြသလဲနဲ့ဘာကြီးခိုင်ကမျက်စံထုံးကိုတင်းညာအပြင်ကောက်ချီသွားတယ်။အဖွာလာလဲတကုန်းကုန်းနဲ့ပြေးလိုက်ရတာပေါ့။အပြင်ရောက်တော့ဘူရိယရေကိုမန်းပြီးမျက်စံထုံးရဲ့မျက်နှာကိုတောက်လိုက်တယ်။မျက်စံထုံးသတိရလာပြီးမျက်လုံးအပြူသားနဲ့ဘာဖြစ်သွားမှန်းမသိ။ဘူးတဲ့သွားတယ်လို့သာပြောတယ်ဘာဘူးမှန်းလဲမသိဘူး။ ။ဘာကြီးခိုင်ကမီလာနေကိုအလကားမခောင်းဒါတော့ကောင်းကောင်းမလောက်ပေးနိုင်အောင်နေအယောပေးရမယ်။ကြမ်းကြမ်းဖက်ဖက်တော့ကြောက်လဲစိတ်မသွားတာတော့တတ်နိုင်ဘူး။အယောပေးရမယ်ဆိုရင်တော့ဘာမှမရှိဘူး။လူတော်မှပါ။ဟာဘိုင်းနာပါကြီး။နေငါဘာလို့ရမလဲဟာ။ငါပေးထားတဲ့ကြောင်ကိုငါပြတ်ယူမယ်။အခုငါတို့တက်တက်ကျုံပြန်လို့မရတော့ဘူး။နင်းတို့နေရာဖြစ်ရမှာ။ပညာတယ်တွေရမျက်စံထုံးရဲ့ပညာဘူးကိုနှုတ်ယူမဲ့အရေးအကောက်ခဲ့ဖို့ ငါကြောင်ပြန်ပေးအမလီယူပါတော့ဒင်းအောင်မနိုင်လုံးလို့ဘေးမဲ့ပေးချင်နေတာယူသွားပါယူသွားပါဒီလိုနဲ့တင်းကြီးကပြန်လာခဲ့ကြတယ်ဒီတညတော့နေတဲမှာခဏနားမယ်ကလေးအိတ်ချေအပ်စေနင်းနဲ့ငါအပြော်တယ်ပြညာပြိုင်မလားစိတ်လိုက်စမ်းပါငါခိုက်ရဲ့အဲ့ဒီညမိုးလေးနဲ့အထိဘာကြီးခိုင်နဲ့အဖွာလာတို့တယောက်ကိုတယောက်မီးရှို့လိုက်မွေးနဲ့ပေါက်လိုက်နဲ့ပြညာရေးသွင်းနေကြတယ် မနက်မိုးလင်းလို့ခီးဆက်ခါနေဘာကြီးခိုင်တဲအပြင်မှာဂါရာတွေရွတ်နေတော့အဖွာလာမျက်စက်နှုံးကိုတိုးတိုးလေးကပ်ပြောတယ်။နေပညာဘူးကငါလိုကဝေမြောက်ဆုံးကပေးထားတာအတော်ဆွဲနေကမြင်ဘူးချပြည့်ရမှာနှက်မျောလို့အဖွာတက်မီတက်ပြလိုက်တာနေဘာကြီးကိုသွားမပြောနဲ့တိလားပြီးတော့နေကိုဒီကြောင်နဲ့ကြည့်ပြလိုက်မယ်ဒါတာမန်ကြောင်မဟုတ်ဘူးကဝေတကောင်ကိုနာနာရုပ်အတက်နဲ့ရုပ်ပြောင်းထားတာလိုရာတုံးလို့ရတယ် နေ့ကိုကောက်ဝဲပေးလိုက်မယ်အဖွာလာပြောတဲ့စကားတွေကိုနားမလဲတစ်ချက်လဲတစ်ချက်နဲ့နားထောင်ပြီးတော့ဘာကြီးခိုင်နဲ့အတူတူရောနံဘက်ကိုခီးဆက်ရပြန်တယ်ဘာကြီးခိုင်ဟိုကောက်ရောပူမနေပါနဲ့ကွာဒီကောင်လိုက်လာမှာပေါ့ကြောက်တော့သွားမှာရေလန်းခီးဆိုအေးလေဒီအေယာဝတီမြစ်ကိုဆန်တက်ရမယ်ချောင်းမြို့ကြီးရဲ့တဖက်ကန်းကိုတက်ရင်ရောချောင်းကိုရောက်မယ်ချောင်းယုံအတိုင်းဆန်တက်ရင်တူရွေမြို့ကိုကျော် ဒေါတာနဲ့ပင်တလဲချာမှာစီနီတောင်ဆိုတာရှိတယ်ကွာအဲ့ဒီမှာငါရခင်းနဲ့အိမ်တလုံးရှိတယ်ဘာကြီးကလည်းခီးကြောင်တလျှောက်ကနေရီကိုရီတွက်ပြရင်တပတ်ပေါ်မှာထိုင်နေလိုက်တယ်ဘာကြီးကခေါ်လာတဲ့ကြောင်နဲ့ကြီးကတပတ်ပေါ်ပမလာပဲသူကရေကူးလိုက်လာမှာလားကြောင်ကတော့ရေကူးတက်မလားဒါပေမဲ့တပတ်တော့ကောင်းကောင်းခတ်တက်တယ်ကွာဘာကြီးကပြောလို့မစိုးခင်မြစ်ကိုဆန်တက်မဲ့တပန်ငယ်လေးကရွေးကနေဖြတ်သွားတော့ မျက်စံထောလန်လှေနှံကိုဖမ်းရင်လှေထိုးသားကိုကြည့်လိုက်မိတယ်။လက်ဘေးမှာခြုံထည်လေးပတ်ထားပေမဲ့အင်ဂျင်ဝင့်မထအောင်။ကော်လုံးကိုထဲကတော့တောက်နေ။အောက်ပိုင်းမှာတော့ဗာကြီးခါလို့တောင်ရှိပစုံမဟုတ်ပေမဲ့ရှမ်းပေါင်းမီနဲ့အသက်30အရွယ်လောက်ရှိပြီ။စပင်ကတကားလုံးဖွဲ့ဖွဲ့ဖြူနေပြီးလက်ခုပ်ပေါ်ထောက်နေတဲ့အထည်ကိုရှိတယ်။နှာခမ်းမွေးလည်းရှိတယ်။တေချာကြည့်တော့မှနရွက်ကလည်းအပေါ်ဘက်ကိုချွန်းတလို့လို့ လူပုံစံပေမဲ့လူနဲ့မတူတဲ့အမူအရာတွေကိုလည်းတွေ့ရတယ်။အထူးစားလုံနေနဲ့ဒီကောင်ကကြောင်အသွင်ပြောင်းနိုင်တဲ့နာနာရုပ်အတက်နဲ့ကဝေးတကောင်ကငါစီမတပည့်ခန့်ရဲ့ပညာယူနေတဲ့ကောင်လေးတယောက်ကိုမဲလာစီမခဏအပ်ခဲ့တာဒင်းရသူ့ကိုပညာတွေပေးလိုက်တယ်လေကဝေလုံးလုံးကိုဖြစ်အောင်ငါလည်းပြတ်မခေါ်တော့ပဲသူ့နဲ့ထားလိုက်တာမျက်စံထောလိုက်တခါမှမမြင်ဘူးသေးတဲ့ကြောင်လူသားကိုကြည့်ပြီးအံ့ဩနေတယ် ဆုံးကဝေပညာသည်တွေဟာရုပ်ပြောင်းရုပ်လွဲအတန်နဲ့ကြိုက်တဲ့တလိ္ဆန်ဘွားပုံစံပြောင်းလို့ရတယ်ဆိုတာကိုသိလိုက်ရတယ်။ဒါတည်းမကသေးဘူး။နှစ်ဘွားပုံစံနဲ့အသက်ရှင်အောင်နေတတ်ကြသေးတယ်ဆိုပဲ။နမဲဘယ်လိုခေါ်လဲဦးလေး။ဗာကြီးခိုင်ကပြောနေ။ပွားမင်းနေလဲ၊ तू ကဘာမှပြန်ပြောမှမဟုတ်ဘူး။ဘာလို့လဲဗျ။ तू ကနားမကြတာလား။နာနာရုပ်အတက်ပညာနဲ့ကြောင်နဲ့နှလုံးကိုစီမှုစူးစမ်းရင် သူ့ရှာကြောက်ကခံရတာနာနာရုံစေးဆိုတာဘလို့မျိုးလဲဗျဒီလိုကကြားဆွဲအိမ်မြောင်အမိနှစ်ခွကျက်နှမတဲချင်မိချောင်းတဲချင်တင်းញိုင်းမြေတိတ်မြေလမ်းလေးခွမြေနတ်စင်မြေအိမ်တွင်းနှအိုးဝနှစ်ပန်းရင်းမြုပ်ငရုတ်ကောင်းခွနှစ်စိမောင်းဆောင်ကစိတ်မိကြလာတဲ့စံဒီသုံးစိတို့အကုန်ရောချိတ်နောက်တော့အထဲမှာပါတဲ့မြေစရွေဆုထားတဲ့နေရာမှာခုနှစ်ရက်စီမြုပ် 28ရက်ကြာရင်လမ်းမောင်းသွင်းနဲ့ရောပြီးသွေးတောက်ရတယ်ကွာယွန်းစရာကြီးဗျာကျောက်ဆူမလုပ်ဘူးနာနာရုပ်အတက်ပညာကိုတက်မြောက်ထားတဲ့ကဝီတယောက်ဟာလော့ဂီနေပဲမှာတိတ်ကိုအစွဲထက်တယ်ကွာအထန်လန်းစရာတယောက်ကိုကြားလို့တိုက်ခိုက်တာရှိသလိုရင်းကားလုံးနေကြဲကောင်းလုံးအစိတ်ရှိတတဝါပုံစံပြောင်းပြီးတော့လဲတိုက်ခိုက်ကြသေးတာကွာဒါဆိုဒီလိုရုပ်ပြောင်းထားတဲ့ပညာတဲ့ကိုအထက်စရာဘယ်လိုနိုင်နေမလဲဗျအေး တနည်းပဲရှိတယ်။နာနာရုပ်အတက်ကိုနိုင်တာဆိုလို့မူလပြန်ဆိုတဲ့နည်းပဲရှိတယ်ကွာ။တကယ်ကိုအကျင့်စရဏအာကောင်းတဲ့အထက်ဆရာကြီးတွေကတော့တောက်တချက်ခောက်ယုံနဲ့မူလပြန်နိုင်ပေမဲ့စေလာဂါဒါလာဘယ်နည်းလန်းလဲဆိုတော့ကိုမသိပဲရံပြီးမူလပြန်မယ်ဆိုရင်တော့ကိုဝေတယောက်ဖို့ဟာတကြီးဖြစ်နေရောပေါ့ကွာ။ဒါနဲ့ဘာကြီးခိုင်ဟိုကြောင်တစ်ပိုင်းလူတစ်ပိုင်းရဲ့ရှာပြည့်ရတဲ့အကြောင်းမပါသေးဘူးနော်။ကြောင်တစ်ပိုင်းလူတစ်ပိုင်းမဟုတ်ပါဘူးကွာ။ သူ့နာမည်ကမိုင်းဝေတဲ့မိုင်းဝေအေးသူ့ကိုခေါ်တဲ့ထင်လို့မောင်မိုင်းဝေကလျှို့ခက်ရင်လှဲ့ကြည့်တယ်မျက်စံတော်လည်းပြုံးပြီးခေါင်းကြီးပြလိုက်တယ်ဒီကောင်ရှာပြတ်တဲ့အကြောင်းစင်ဒီတောင်ကငါ့အယောင်မှာပြောပြမယ်လောလောဆယ်လျှာနှေးတယ်ကွာမိုင်းဝေမင်းအောင်မိုင်းဝေဆိုသူဟာချက်ချင်းကိုအနဲ့ရအခိုးငွေတွေဝိုင်းလာပြီးတော့ကြောင်နဲ့ကြီးပြန်ဖြတ်သွားတယ်ဘာကြီးခိုင်ကတော့လွယ်ကြီးထဲမှာတခုခုကိုရှာနေပုံရတယ် ခဏနေတော့ဘာကြီးခိုင်နှိုက်ထုတ်လိုက်တဲ့လက်ထဲမှာအိုးချမ်းပဲ့လေးတပြားပလာတယ်။အဲ့ဒီအိုးချမ်းပဲ့လေးပေါ်မှာဘာကြီးခိုင်ကစမနှလုံးဆွဲလိုက်တော့စမလေးနှစ်ခုကဆက်သွားပြီးခြေပွားပုံလေးပေါ်လာတယ်။မျက်စံထုံးလဲတေချာကြည့်နေလာပြီးတော့ဘာကြီးခိုင်ရေးဆွဲထားနေရတဲ့ကိုမှတ်သားထားလိုက်တယ်။ดาวคีตั้วเมียนซีเดสมะอสีหลุပြောလို့ရတယ်กว่าฉีบัวมาฉะပြီးตั้วရင်ตะละคีကို9ရက်နဲ့ရောက်တယ် အခုကလှေနဲ့ဆိုတော့တေချာခိုင်းတာဘာကြီးခိုင်ကလှေဦးမှာအုတ်ချမ်းပဲအင်းပြားလေးကိုမှောက်ချလိုက်ပြီးဖနှောက်တဲ့မန်နံရွတ်လိုက်တဲ့ဆိုရင်ပဲလှေငယ်ကလေးဟာတိတ်ငင်းနဲ့တုံသွားပြီးရက်တက်သွားတော့တယ်တေချာခိုင်သားဆိုတော့အမြန်သွားမှလားလို့ဘာကြီးအားဟာဒီထက်ငင်းရအောင်မလားဟာမြန်လို့လို့တိတော်မတိလိုက်ဘူးမှလားရောချောင်းနဲ့ရောက်နေပြီငါကောင်ဘာကြီးခိုင်ပြောမှမျက်စံထွန်းလဲသတိထားမိတော့တယ် အစကတော့မြေကျင်းသွားတာလို့ထင်ရပေမဲ့အမှန်ကရောချောင်းနဲ့ရောက်နေတာလှေကိုစင်တီတောင်းတဲ့အနည်းဆုံးကန်းကိုကတ်လိုက်ပြီးဆိုရင်ပဲကြောင်ကြီးမှားဝီက အရင်ဆင်းသွားတယ်။ဗာကြီးခိုင်နဲ့မျက်စံထွန်းတော့လဲနောက်ကနေဆင်းလိုက်လာခဲ့ကြတယ်။ဆက်ပြောပါဦးဗာကြီးခိုင်ကြောက်တိချင်နေပြီဗျ။ယာလေးကအင်ကိုတော်မရောက်သေးဘူးမျက်စံထွန်းကမေးပြီ။ဗာကြီးခိုင်လည်းမနေတာတော့ပဲမှားဝီရဲ့ကြောင်နဲ့မှုအကြောင်းကိုပြောပြရပါတော့တယ်။ဒီလိုငထွန်းရဲ့ ငါခင်းမသွားခင်ကလေးကနာနာရုပ်စီကိုမှိုင်းဝေကားတောက်ပြီးသားဒါပေမဲ့ဒီပညာအထက်ဆရာတွေရဲ့တောက်တစ်ချက်ခောက်ယုံနဲ့မူလပြန်တက်တယ်ဆိုတာကိုသိပြီးနောက်ပိုင်းရုပ်ခွဲချင်းအတက်နဲ့သူ့ရဲ့အတက်ကိုကြောင်ကြီးရဲ့ခန္ဓာကိုယ်ထဲမှာကိန်းအောင်စေခဲ့တယ်အဲ့ဒါဘလို့လုံးရတာလဲဗျလက်ွယ်ညာသကောင်းရဲ့အချိန်ဆိုရင်ပင်တယ်လေတုတ်တန်ထဲမှာမြုပ်ပြီးသားအလောင်းတွေကိုလိုက်ပြီးတူးဖော်တက်တဲ့ကြောင်နဲ့ကြီးတကောင်ရှိတယ်ဆိုတဲ့တဲ့ရင်ကတနေလုံးပြက်နေတော့ မိုင်းဝင်လဲဒီကြောင်ကြီးဘာကြောင့်လူသေးတွေတူးရတယ်ဆိုတာကိုတေချာအောင်စောင့်ကြည့်ခဲ့တယ်။နောက်တော့ကြောင်ကြီးကလူသားကိုတိတ်ကြိုက်နေလို့လူသေးတွေဖော်ဆားနေတယ်ဆိုတာကိုသိခဲ့ရတယ်လေ။စနေနေ့ဖြစ်တဲ့လောက်ကွယ်ညတညမှာမိုင်းဝင်ကသူ့ကိုယ်တိုင်မြေကြီးထဲဝင်ပြီးမျက်နှာလေးတွေဖော်ထားလိုက်တယ်။ကြောင်ကြီးလဲရောက်ချလာရောမိုင်းဝင်ကိုလူသေးအထင်းနဲ့စပြီးစဝုတ်ကျက်နေ။မိုင်းဝင်ကကြောင်ကိုလက်နဲ့ဖမ်းလို့မရနိုင်ဘူးဆိုတာသိနေတော့လက်ကိုမြေမြုပ်ထားတယ်ကွာ။ ပါဇက်ကိုဟပေးထားပြီးမန်းဝီရဲ့လက်မျိုးကိုက်ဖို့ကြံနေတဲ့အချိန်ကြောင်ကြီးရဲ့မျက်နှာကိုမန်းဝီကဥအောင်ကလိုက်တယ်။ဒါပေမဲ့ကြောင်ကချက်ချင်းမသေးတော့ကိုက်မိကိုက်ရာကလိုက်တာဒီကောင်ရှာပြတ်သွားတယ်ဆိုပါတော့ကွာ။အစင်ကတော့မခတ်ပါဘူး။လက်သေးအစမျိုးလုံးမှမကြအောင်အနဲ့ရောင်ဖြစ်နေတဲ့ကြောင်ကြီးရဲ့နှလုံးနာနာရုပ်စင်းနဲ့ရောပြီးအစိမ်းစားလိုက်။ဒီကြောင်ရဲ့အသွင်ကိုပြောင်းနိုင်ပြီကွာ။ဘယ်လိုမူလပြန်နည်းနဲ့မှအနိုင်ယူလို့မရတော့ဘူး။ ကျုပ်သဘောပေါက်ပါပြီဒီအစီအရင်အလုံးကအဖွားလာစရာရတာမဟုတ်လားပါကြီးခိုင်။ပန်လိုက်လေကွာအခုလဲမှားဝီကိုမင်းနဲ့အတူတူထားဖို့သူ့ရဲ့ပညာတွေမှားဝီစီမှာအကုန်ရှိကြောင်းကိုလဲမှားလိုက်သေးတယ်ကွာ။ကဲကဲရှေ့ဆိုရင်ရတော်တဲ့ရောက်တော့မယ်နားကြအောင်ဆိုကွာ။မနေ့ပြန်ကြမှာမင်းရောဂတော်ပြပြီးပညာအပ်ရအောင်မယ်။ဟုတ်ကဲ့ပါကြီးခိုင်။ပရိသတ်များရှေ့မျက်ဆက်ထုံးဤ ငယ်ဘွားရန်ညိုကဝေမဲလာနဲ့ရုပ်ပြောင်းကဝေကိုမိုင်းဝင်ဇလန်လေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်များတူကြီးစီကိုကျေးဇူးထူးပဲတင်ရှိသလို။စာရေးဆရာမင်းဟိန်ခန့်အောက်တာဒီပေါ့လည်းကျေးဇူးထူးပဲတင်ရှိပါရရှင့်။ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစင်ထောက်ရပတ်ဆိုင်နိုင်ကြပါစေရှင်။